နဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ဟောကိန်းလည်းကျွန်တော်ဟောချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့နော်ဒီအဲ့တော့မေးစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါဘာလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်အဲ့တော့ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုမြင်တိုင်းပြောရမယ်ဆိုရင်2025အတွက်ဘာလို့ဒီမြန်မာနိုင်ငံကြီးနဲ့ပတ်သက်ပြီးကတ္တမအစိုးရကြားတဲ့ကတ္တီ ီကတ်နော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီကဘာဟော်ခိန်းနေနမိတ်နေနဲ့ပတ်သက်ပြီးတော့အရန်နာမည်ကြီးပါတယ်ဆိုရင် North Starter မဲ့ Terrorcat တွေကနော်နမိတ်ကိုကိုမြောက်ကတ်ကတ်ကကြတော့ The Hamil ခေါ်တဲ့ကတ်ကြတယ်ဟုတ်ပြီဒီကတ်မှာဖော်ပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် Two revolution made by the evil Sigwell Chamber Kingdoms and their စပန်ဆေးရှင်းနော်ကျွန်တော်အတန်းထက်တာမိုင်းလည်းမှာမယ်โอเคပြောလိုက်တဲ့အိဗယ်တခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြောမလားပြီးသူစစ်ကောင်စီကြအဆုံးကိုရှိလားမရှိသေးဘူးဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာအဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲဒီမှာဒီကြက်ရဲ့အဆိုးရဘာဖြစ်လဲဆိုတော့နော် revolution ပါတော်လန်ရေး တချို့လက်တော်လိုင်းဖြစ်နေတာပဲပေါ့ဒီနဲ့ပို့ပြီးတော့လိုင်းဖြစ်စီရလိုရလားပြောမှဆိုတော့လိုရတယ်ဒီမှာပါပြရလဲဆိုတော့ true revolution ကိုပြရတယ်တော်လန်မှုနှစ်ရက်လို့ပြရတယ်တော်လန်မှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအုပ်စိုးနေတဲ့အုပ်ချုပ်နေတဲ့နော်ဒီစစ်ကောင်စီအုပ်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တက်ဒါဒီ ဒီစစ်ကောင်စပြီးတော့အာရသိန်းကလေးစပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution 2021တည်းကစပြီးတော့ခုချိန်ကြီးတိုင်အောင်ဆက်လက်ပြီးတိုက်နေတော့မယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာပြောချင်တာ2025မှာဖြစ်လာမယ့် true revolution ကဂျိန်တကာမှမတိုက်တဲ့သူတွေပေါ်လာမှာဘယ်လိုဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာတစ်ရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆို ော်သူတို့အချင်းချင်းတွေကစစ်တက်ထဲကနေပြီးတော့တက်ထဲကနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက် အပြုတ်လိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော်ဟိုလက်နက်ချပြီးအလင်းဝင်သွားသူတွေအများကြီးများရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နက်ချဟုတ်အလားလားအများများတယ်အချက်နောက် revolution ကကြတော့ဘာလဲဆိုတော့တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေ ချမ်းသာတဲ့သူတွေအမြောက်များပါလာမယ်။ဘာကြောင့်ပါလာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့2025မှာတွေ့နေတာမမြင်နေရတာပဲ။ကျွန်တော်တို့ဗီဒီယိုတွေအပေါ်မှာရောမြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေအပေါ်မှာရောပတ်စံရှိတဲ့တိုင်းဝိုင်းတွေအပေါ်မှာရောဆက်ဆံနေတဲ့အရာမများအလုံးတည်းမတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်။အဲ့တော့အဲ့ဒါဖြစ်လာမှကြီးကြီး။အဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲ။နောက်တစ်ချက်ပြောမယ်။ကမ္ဘာဟောင်းကိန်းမှာကျွန်တော်ဟောခဲ့တယ်။ကမ္ဘာဟောင်းကိန်းကို လိုင်းရှင်မီကြည့်မယ်ဆိုရင်ကဘာတဝန်းတော့မှလည်းဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်တက်ပြစ်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ်နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့တော့ပြီးတော့ပါလေဆိုတော့ဒီလူမှုရေးနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ်ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့တော်တော်နဲ့အုံအုံအနာတိုင်းပြင်မှာတိုက်ပွဲမဟုတ်ဘူးအဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မယ်မရှိပါကြတော့ကြောင်းမရှိဘူးအဲ့တော့ ်အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကနိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်ခုဒေါ်လာထရန့်တက်လာတယ်တက်လာပြီတက်လာပြီးခဲ့ရနေတိုင်းကို policy တစ်မျိုးမို့တစ်မျိုး operate တစ်ခုမို့တစ်ခုလုပ်နေတယ်နော်လုပ်နေတယ်အဲ့လုပ်နေတဲ့ဟာကအချို့ time delay လုံးဝလုံးဝအဆင်မပြေဘူးအချို့ time delay တော့အဆင်ပြေပါမယ်အချို့ယာယီတော့အခက်အခဲတွေရှိပါမယ်အဲ့တော့သူ touching ကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ် ဆိုတာတွေလည်းအများကြီးမြတ်မယ်ပေါ့ဒါပေမဲ့ပြောလို့လားကြတော့ Donald Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တရားမှုကအယံပြင်းတယ်ပုံမှန်မဟုတ်ဘူးအဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတခုကြာလာတယ်ကျွန်တော်မနေ့ကတော့မှလည်းကျွန်တော်ဒီကပ္ပဟောင်းကင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်း Donald Trump ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်။ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်း လိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကန်ကသုံးပြိုင်နေတယ်ဟိုဂျိုးဘိုင်နန်အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ထားပါတော့အဲ့တော့ဒရန်ထရန်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ်ဖြစ်လာမဲ့ရက်ဆက်ကိုကြည့်ရတယ်အချိုးမြက်ကိုကြည့်ရတယ်ဘာအချိုးမြက်လဲဆိုတော့ကြည့်ရတယ်ပေါ့ပြောရမယ်ဆိုရင်တော့သူကနိုင်ငံသမားနဲ့စီးပွားရေးသမားဆန်တာဗျဒါကျွန်တော်ဘာမှသိတာမဟုတ် ျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲတက်ပြီးတော့ပဲရှင်ပြဲပြီးရဲနဲ့ပြောတာပဲရှိတယ်။အဲ့တော့2025မှာမြန်မာနိုင်ငံကအကြီးအကျယ်ပြောင်းလဲဖို့ရှိတယ်။ပြောချင်တာကတော့အရင်တုန်းကဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာလို့ပါကြောင်သိမရှိဘူး။မြန်မာနိုင်ငံဆိုရင်စီဆိုရလည်းစောက်ကူမဆိုင်ဘူး။တိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြလာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆိုရကဒီနှစ်မှာစောက်ကူဆိုင်စရာတွေပေါ်လာမှာ။အဲ့တော့ဒေါ်လာကြီးအောင်မြင်မလားလို့မေး။ဒေါ်လာကြီးဆိုတာဘာလို့အောင်မြင်တာလဲ။ နော်တောင်းလိုင်းအောင်မြင်တယ်ဆိုတော့ဘယ်လောက်ထိတွေးထားလဲဆရာနာရှင်ကြမှာအောင်မြင်မှာလားဆရာနာရှင်ကသူ့ရဲ့ဒီပလေပေါ်မှာခြေကုပ်ပြီးထာနေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်တွေကပြီးပြီးပြီးနဲ့အပေါင်ကျင်းလာရင်လေသူ့ရဲ့အာနာကြလာတာပဲဗျာအဲ့တော့2025မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာတာပါနော်ပလေပေါ်တော့မစင်သေးဘူးနော်ပလေပေါ်တော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာမယ်သူ့ရဲ့ level လေးကြီးကျင်းလာမယ် ဒါပဲပြီးရခါကျတော့ကျွန်တော်တို့ online အင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ်အဲ့လိုအင်အားတွေတိုးလာတဲ့မှာဘာဖြစ်လာလဲဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလပါဆိုတော့ရဟန်းကိုမြင်နေရတယ်အဲ့လားနေကတော့တတ်နိုင်ဘူးတတိယအတိုင်းပဲတော်လိုင်းငွေတွေကိုဘုံတယ်လို့တော်လိုင်းငွေတွေဘာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာကြီးတယ်အဲ့ဒါကြီးအဲ့ဒါကြီးကတော့ဒီရှိရလဲရှိတယ်မရှိနေရလဲရှိတယ်ဒါကလည်းဖြစ်နေတဲ့အာရအားလုံးရဲ့ကဲကရှင်ကိုနိုင်မယ်တိမယ် ကျွန်တော်ဘာလည်းမသိပြီမပြောချင်ဘူးအဲ့တော့ကျိုတော်လိုင်းကိုနှေးစီတဲ့ຢာရီအောင်ကဒါဒီကဘာဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်နော်အတွင်းလိုက်စားတဲ့ချလိုမျိုးအကောင်တွေရှိတယ်ချလိုမျိုးအကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမှာအတွင်းလိုက်စားလည်းချမယ်အဲ့တော့နောက်ဆက်ငါမှာတော့မြန်မာနိုင်ငံကြီးအကန့်အမှာအချိုးခွေပြောင်းလဲဖို့ရှိတယ်နော်ပြောင်းလဲဖို့ရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ် ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီသားပဲအဲတော့ဆိုးနေရဲ့အထဲမှာကျင်သားရောင်းနေတဲ့သူတွေအားလုံးကတော့တိုင်းပဲပေါ့အားမပြန်တာမရှိဘူး nothing special ပေါ့တို့တော့ဒီနေ့ကဆိုးမယ်နော်ဆိုးတယ်ဆိုတာခင်ဗျားတို့တွေ့ပါလိမ့်မယ်တလားခု95အောင်တလားကြော်ပြီးပါပြီခုနလားပိုင်းလဲရောက်လာပြီဘိုင်းတလားပိုင်းတလားထဲမှာဘာတွေဖြစ်နေတာခင်ဗျားတို့သိဆုံးဘလောက်ဒီအောင်ကိုနော်ညီပါတွေအနေနဲ့ဘလောက်ဒီအောင်ရင်ခွဲပတ်လိုက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးမယ်အဲ့တော့ ရင်ကပလက်ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လွတ်မလားစွန့်ပြစ်မလားဒီစကားအလကားမဟုတ်နော်ကျွန်တော်ပြောတာစွန့်လွတ်မလားဆိုတာကတာသမီတွေကနေစွန့်လွတ်လိုက်ပြီးတော့သူ့လိုရာကြီးဝစိုက်တဲ့နေရာကိုသွားစေဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့တဘောနော်ဆိုတဲ့အရာတွေပေါ့အဲ့တော့အဲ့လိုတွေရှိလာမယ်အဲ့တော့နောက်ဆက်ငါးစီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်နော်ဒါပေမဲ့ဟိုကောင်ကြီးနော်နော်ဟိုကောင်ကြီးပြင်ဝိုင်းပြုတ်ကြပါလို့ရှိလားရှိတယ် နော်တခုတော့ရှိတယ်သူ့ရဲ့နယ်ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေနယ်ပဲကြီးလာမယ်အဲ့လိုကြီးလာဖို့အတွက်လေ revolution တွေများလာလိမ့်မယ်အဆိုးဆုံး revolution ကသူ့အတိုင်းဝိုင်းနေရပဲသူ့ပြန်ပြီးတော့တော်လန်တဲ့ကိစ္စသူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တတ်တမတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့နော်သူရဲ့စစ်တပ်အတိုင်းဝိုင်းကသူရိယာစခါခါတီတီမုံသွားတဲ့ကိစ္စတွေကဒီနေ့တည်းမှာအကြီးကျယ်ဖြစ်လာတာ အဲ့ရှောက်နေလို့မရဘလောက်နဲ့ပဲဖီယာပေးပေးဘလောက်ဖီယာပေးပေးဘလောက်ဖီယာပေးပေးနော်အဲ့ဒေါ်လာမီဖြစ်လာအောင်အဲ့တော့အဲ့တော့ဆိုလဲကျွန်တော်တို့ဖက်ကတာနေရပဲပေါ့အဲ့ဒါပဲရှိလာနော်အဲ့ကြောင့်မို့ခွန်းလည်းပေါ့ तू ကြသွားမှ तू သေးသွားမှတော်လိုင်းပြီးတာမဟုတ်ဘူး तू ကြသွားမှတော်လိုင်းအောင်မြင်တာမဟုတ်ဘူး level ကြီးကျင်းလာသေးရေကိုတော်လိုင်းအောင်မြင်တာပါအဲ့တော့သူ့ရဲ့ level ကျင်းလာကျွန်တော်တို့ level နော်ကျယ်လာတဲ့ခါကျရင်လေဒါဒီအောင်မြင်တဲ့လမ်းစာတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါနောက်ထပ်ဘာပြောမင်းနိုင်လဲမသိသေးဘူးပြောမင်းနိုင်တဲ့ဟာတခုခုစိုက်ချက်ပေါ်လာရင်လေဒါပြောမင်းမယ်နော်အဲ့တော့ဒီကဲအဆိုပေါ့နော်အားလုံးစဉ်းကြည့်ပါစေ